ီမှာမကွေးတိုင်းပခုတ်ကူမြို့အခြေဆိုင်ခြေမြန်တရင်ဌာနချုပ်တာမခ101ကနေပြန်တက်လာတဲ့စစ်ကော်မရှင်ရဲ့စက်တက်လေဒီပါရာမော်တာဒဇင်းကိုနိုဝင်ဘာလ22ရက်နေ့ညနေပိုင်းမှာပြစ်ချနိုင်ခဲ့တယ်လို့မြန်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။တမတ101ကထွက်လာတဲ့ပါရာမော်တာနှစ်ဆင်းဟာအနိုင်ပြန်လာခဲ့တာကြောင့် Wi-Fi လက်နက်နဲ့ပြစ်ချခဲ့ရမှာဒဇီးအားပေါက်နဲ့မြိုင်မြို့နယ်အဆက်မှာပြတ်ကျသွားတာလို့သိရပါတယ်။ ဖြစ်နေတဲ့ရောဂါဖြစ်တာ။ဆာမိုဒါစတက်လာကြတဲ့ကျွန်တော်တို့ကတည်ရတယ်။နောက်ပြီးတော့ပြန်တမ်းမှုနိုင်တဲ့အနေအထားကိုလည်းတည်ရတယ်။မပြတ်ကြတယ်ပြတ်ကြတော့စက်တည်သွားတယ်အထိပါတာကိုလည်းတည်အဲဆက်တည်သွားပြီးတော့မှဒီလေးစီးနဲ့ပဲဒီလေးအောင်စီးကကြမှာဟို site ဒီတဖြည်းဖြည်းကြာတော့ကြာတဲ့ခါမှာကျွန်တော်တို့တောက်ချောက်လိုက်တယ်ပါလာမောင်းပါလာမောင်းနဲ့ပိုင်းပိုင်းလောကတော့ ာထွက်ပြေးတယ်လို့ပဲယူဆတယ်ဗျာနော်ဒီကိတ်တန်ရနဲ့ထွက်ပြေးတယ်လို့ပဲယူဆတယ်ဆိုတော့စီတောင်းရန်နီကလာတော့သူပြေးလဲရှင်နဲ့အဲဘယ်တော့ဒီကိတ်တန်ရပြင်းထန်နေပါလဲဆိုတော့အတင်းစိတ်အကုန်လုံးကြီးတော့မတရားဘူးဒီကိတ်တန်ရရထားတာတော့တွေ့ရတယ်တွေ့စားတွေ့နာရင်းနဲ့ထွက်ပြေးထားတာတော့တွေ့ရပါဗျာမြန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖပောက်ပကဖနဲ့မကွေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MGY PDF တို့ပူးပေါင်းပြီးပြစ်ခတ်ခဲ့ကြတာလို့ဆိုပါတယ်။မောင်းနယ်စစ်ကော်မရှင်တပ်သားကဒဏ်ရာရင်းနဲ့ထွက်ပြေးသွားပြီးပြက်ကျသွားတဲ့ပရာမိုတာကိုတော့တည်ယူသိမ်းဆည်းထားတယ်လို့ ပောက်ပကဖတာဝန်ရှိသူကဆိုပါရယ်အနာသိန်းစစ်တပ်ရဲ့စစ်ကြောင်းကတော့နိုဝင်ဘာလ23ရက်နေ့မှာပါရမတာပြစ်ကြတဲ့နေရာတဝိုက်ကိုရောက်ရှိလာပြီးတော်လိုင်းတက်တွင်နဲ့ပြစ်ခတ်မှုအချို့ရှိနေတယ်လို့သိရပါရယ်ပါရမတာနဲ့လေကြောင်းဘုံကျဲမှုအန်ဒီယေကိုထိရောက်တဲ့ကင်းထောက်စနစ်နဲ့ကာကွယ်ရေးစစ်လက်နက်တွေမရှိတဲ့စကိုင်းမကွေးမန္တလေးနဲ့ပဲခူးဒေသတွေမှာမကြာခဏကြုံရလေရှိပြီးအစုလိုက်ပြုံလိုက်တပ်ဖြတ်ခံနေရတာပါပြီးခဲ့တဲ့အော်တိုဘာလ6ရက်နေ့ကစကိုင်းတိုင်းမုံရွာခရိုင်ချောင်းမြို့နယ်ဘုံတူကြီးရွာမှာ ေသခံတွေစုဝေးပြီးမိထွန်းပွဲကျင်းပနေစဉ်ပါရာမော်တာနဲ့ဘုံကျဲခံရလို့ကလေးငယ်တွေအပါအဝင်လူပေါင်း30နီးပါးတိတ်ဆုံးခဲ့ရပါသေးတယ်။အဲပါရာမော်တာကတော့ဒုက္ခအများကြီးပေးတယ်ဗျ။အစစ်ကြောင်းရှိရင်တမျိုးစစ်ကြောင်းမရှိရင်တမျိုးပါရမော်တာကတော့နေစဉ်လောက်ဟုတ်ဟိုတက်လာပြီးနေနေစဉ်နေတိုင်းဒီလေကြောင်းလိုက်ခမှုဆက်တိုက်လုံနေတာရှိပါတယ်ကြဒီပြီးခဲ့တဲ့ရှစ်ပိုင်းကြီးကလည်းဒီပါရမော်တာချဲသွားတဲ့ခြေရုပ်ကချသွားတယ်အဲဒီဝိုင်းတွဲနဲ့လာကျဲတယ်ဖိုက်တာနဲ့လာပြတယ်ဒီ အဲ့လိုမျိုးနေတိုင်းရှိနေတာပါဗျာဒီပါရာမီတာတွေဟာထုတ်လုပ်မှုကုန်ကျစရိတ်နည်းပါသလိုလူငွေအားနည်းနည်းနဲ့ပြည့်မှတ်ကိုထိထိရဲရဲတိုက်ခိုက်နိုင်တာကြောင့်အာနာသိန်းစစ်တပ်ကတွင်တွင်ကျကျအသုံးပြနေတာပါပါရာမီတာတွေကိုဝေဟင်ပစ်စစ်လက်နက်တွေနဲ့ပစ်ချနိုင်သလိုပြန်တမ်းမှုအမြင့်ပေနေရင်စနိုက်ပါတွေခြင်မုံးရေးရိုင်ဖယ်တွေနဲ့ပါပစ်ချနိုင်တယ်လို့သိရပါတယ်ပြီးခဲ့တဲ့ဧပြီလအတွင်းကပခုတ်ကူမြို့တမခတရက်တက်ကထွက်လာတဲ့စက်တက်လေးဒီစည်းကို ဒေတာရင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Burma Revolution Ranger တပ်ဖွဲ့ကပြစ်ချနိုင်ငံကြောင်ထုတ်ပြန်ခဲ့ပါတယ်။ပြီးတဲ့ဇူလိုင်လကလည်းစကိုင်းတိုင်းမုံရမြို့နယ်အနောက်မြောက်တိုင်းစစ်ထာနာချုပ်နမခအနီးမှာပါရာမော်တာတစ်စင်းပြက်ကျပြီးစစ်သား2ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။ Hello အားလုံးပဲမင်္ဂလာပါလို့နှုတ်ဆက်လိုက်ပါရနော်အခုတခုပြောစရာလေးရှိလို့ပေါ့နော်အဲ့ဒါကတော့ဒီစာတင်နဲ့လာလာပြီးတော့ရေးထားတဲ့လူတွေပေါ့နော်မလည်းစာမအားလို့မပြန်ပြစ်တာတွေရောနောက်ပြီးလို့ရှိရင်ဒီလူတွေကများတော့လေပြန်မို့တယောက်ချင်းပြန်မို့အဆင်မပြေလို့လေအဲ့ဒါပါလဲဆိုတော့ရွှေကိုကမှအနေရကင်းလားလုံခြုံရဲလားပေါ့ အနေကိလလုံးကြုံရဲ့လားဒါကတော့အဝေးမှာရောက်နေတဲ့မိသားစုတွေကမိတချို့ကြလည်းမေးတယ်တချို့ကြတွေထဲမှာရှိနေတဲ့ကလေးတွေကလည်းပေါ့နော်အတိကျင်စောနဲ့မေးကြအတိကျင်လို့မေးကြတယ်ပေါ့အမတိတလောက်ကတော့ဟိုအမတိတလောက်တော့ပြောပြမိပေါ့နော်ဒါပေမဲ့အမကတော့ဘာကောင်မကြီးမှမဟုတ်ဘူးအမကကျတော့ဒီလက်ရှိ အဘမှာအဆောင်နှစ်ခုရှိတယ်တခုကကျတော့တရုတ်အဆောင်တခုကကျတော့ဟိုဘန်ကောက်ကပိုင်ရှင်အမရဲ့အဆောင်ပေါ့နော်တယောက်ကပိုင်ရှင်ကကျတော့တရုတ်ပေါ့อืมไอ้ไอ้လို့ဆိုတော့အမားဒီလက်ရှိခုတရုတ်အဆောင်မှာနေတဲ့လူတွေရောဟိုဘက်ကအဆောင်မှာနေတဲ့လူတွေရောအကုန်လုံးကိုအမားတာဝန်ယူပြီးတော့လူကြီးနဲ့အမားထောက်ခံစားနေထိုင်ခွင့်အားလုံးကိုသူတို့ရဲ့နေရေးနေရေးထိုင်ရေးကိစ္စကိုအမားတာဝန်ယူပြီးတော့ဖြည့်ရှင်းပေးရတဲ့တာဝန်ခံမန်နေဂျာပေါ့နော်အော်အမားကကြတော့ဒီလူကြီးတွေကိုအခုအမားလက်ရှိအဆောင်မှာနေနေတဲ့တရုတ် တေရှိတေရှမ်းတရုတ်ကြီးပေါ့နော်တရုတ်ဆိုတာတော့ရှမ်းတရုတ်ကြီးပေါ့ဟိုသူတို့ရှိနေတော့အမကတစ်ချက်အမြဲတမ်းသူတို့ ਨੇ ပြဿနာကိစ္စရှိတယ်ဆိုလို့ရှိရင်အမမေးဒီမှာပြဿနာရှိရယ်ဆိုလို့ရှိရင်အမတစ်ချက်အမြဲတမ်းမေးနေကြဆိုတော့အာအခုအခြေအနေကဘယ်လိုမျိုးလဲပေါ့နော်အခုဘယ်လိုမျိုးလဲဆိုတော့အမတိတလောက်ကတော့လူကြီးတွေရဲ့ပြောစကားအရာတော့ပေါ့နော်လက်ရှိသူတို့တွေစစ်စေးဝင်နေလာပြီးတော့စစ်စေးကြတယ်အဲ့အချိန်မှာအကုန်လုံးကိုခဏရှောင်ခိုင်းနေခဏရှောင်ခိုင်းနေဆိုတော့ ဟိုပြောမှဆိုလို့ရှိရင်အခုလာစစ်တက်ထဲမှာမြန်မာစစ်တက်တယ်မဟုတ်ဘူးအခြားထိုင်းရဲလဲပါတယ်အခြားထိုင်းရဲလဲပါတယ်နောက်ပြီးလို့ရှိရင်အခြားလဲပါတယ်ပေါ့နော်အဲ့လောက်ပါပဲဟိုအဲ့အဲ့လိုပဲပြောလိုက်မယ်ပေါ့နော်အထူးကြောင့်ပြောရရင်တော့အဲ့လိုမျိုးတွေလာစစ်တဲ့ခါကျတော့သူတို့ရှောင်ခိုင်းတော့အကုန်လုံးကရှောင်နေရှောင်ပြီးတော့ဟိုဒီအထုပ်ပိုးတွေနဲ့ပေါ့နော်လမ်းမပေါ်မှာအဲ့လိုမျိုး ွာလာနေကြတာပေါ့ဒီထဲမှာမနေကြတော့ဘူးပေါ့အဲ့ဒါကိုအကုန်လုံးပြောမဆိုလို့ရှိရင်ကြောက်လန့်ပြီးတော့အဲကြောက်လန့်ပြီးတော့ပေါ့နော်အခုချို့ကြတော့လဲအကုန်ပြန်ဆင်းကြတယ်အချို့ကြတော့လဲပြန်ဆင်းကြတယ်ချို့ကြတော့လဲဒီထဲမှာပဲပေါ့နော်အမပြောချင်တာကလေ ခုမပြန်မဲနဲ့ဒီထက်ထဲမှာကိုဘသာကိုအဆောင်ငှားနေပြီးတော့ပဲဖြစ်ဖြစ်အခုလက်ရှိနေနေတဲ့နေရာမှာလုံခြုံတဲ့နေရာမှာကိုရဲ့ဧည့်စင်းရင်မှတ်ပုံနေနဲ့ဧည့်စင်းတိုင်ထားမယ်နေထိုင်ခွင့်ရှိရောလဲနေထိုင်ခွင့်ရှိတယ်ပေါ့နော်အဲ့လိုမျိုးရှိတယ်ဆိုလို့ရှိရင်ဘာမှစိုးရိမ်စရာအခြေအနေမရှိပါဘူးเนาะတကယ်ဖမ်းနေဆိုတာကတရုတ်အစ်စ်တွေကိုဖမ်းတာပါတရုတ်အစ်စ်တွေကိုသူတို့လူသားတော့လူကြီးပြောစကားအရာပေါ့နော်တရုတ်အစ်စ်တွေကိုသူတို့ကဖမ်းတာ ကိုယ့်ရဲ့မြမပြီးမပုံနေကင်ထားပြီးမြမပြီးဘွားတွေကိုမဖမ်းဘူးတရုတ်အစ်စ်ဆိုတော့အဲ့တရုတ်ကဒီမှာဘာလုပ်တဲ့တရုတ်လဲဘာပဲပြောပြောအဖမ်းကတော့ပြရမှာပဲသူတို့ကလေအဖမ်းကတော့ပြရမှာပဲဟိုဒီမှာဒီမှာဘလို့ဘလို့ဖမ်းမိတယ်ဆိုတော့တော့အနေချင်းတော့ပြရမှာပဲအဲ့အတွက်အဲ့ဒါလေတရုတ်စစ်တွေပဲဖမ်းမှာဟဲ့ဒီမှာလက်ရှိရှိနေတဲ့မြန်မာနိုင်ငံသားမပုံနေကင်ထားတဲ့လူတွေကိုသူတို့မဖမ်းဘူးရှင်နော်ပို့ပြီးတော့စိုးတာကမြန်မာမြန်မာတွေကဘာမှကြောက်စရာမလိုဘူးနော်မြန်မာတွေကဘာမှကြောက်စရာမလိုဘူးသူတို့ဖမ်းလည်းမဖမ်းဘူး အခုဖမ်းတယ်တရုတ်စစ်တီကိုဖမ်းတယ်အဲ့တရုတ်စစ်တီတဲမှာဟိုကတကယ်စကယ်ပြန်နဲ့ပေါ့နော်တကယ်ဆောက်လုပ်ရေးလုတ်တယ်ဆိုပြီးတော့ဆောက်လုပ်ရေးတို့စားတောက်ဆိုင်တို့ဟိုတယ်ပိုင်ရှင်တို့ရွှေဆိုင်ပိုင်ရှင်တို့အဲ့လိုလူမျိုးပေါ့နော်အဲ့လိုတကယ်ဟိုတထေးတွေလည်းပါတယ်အဲ့လိုလူမျိုးတွေကိုလည်းမဖမ်းဘူးเนาะမဖမ်းဘူးအဲ့တော့ဖန်တော့ဖန်နေသူတို့ပြောတာဖန်တော့ဖန်နေအဲ့ဒါလဲတရုတ်အစစ်အဲအဲ့လိုမျိုးကြားဖြတ်နေရပေါ့နော်နည်းနည်းမူမလဲဟိုအမြင့်ကြီးနေရတထေးကြီးလဲတကယ်တော့မပါဘူးအဲ့လူတွေကလည်းမရှိဘူး ြေးပြီနော်အဲ့တော့အခုလက်ရှိဒီမှာရှိနေတဲ့မြန်မာတွေကလေအရန်ကြောက်လန့်ပြီးတော့မပြေးကြပါနဲ့နော်မသွားကြပါနဲ့အခုအဲ့လိုမျိုးကြောက်လန့်ပြီးသွားတော့ကားကတွေမရှိမဆက်ဈေးတက်တယ်နော်အဖွဲ့စည်းတွေကလည်းကားကတွေကိုမတရားအများကြီးတွေယူပြီးတော့ပို့ပေးတယ်နော်အခုညားပြည်တစ်ချိန်ပဲပို့ပေးတာသူတို့ကဖက်အန်းနောက်ဆုံးတေရောချီပို့ဖန်တတိပေါ့ကွာဖန်တတိပို့ပြီးတော့ဟိုဘက်ကိုကြားလို့ရှိရင်အမားတို့ဒီ လူငယ်တွေပို့ပြီးဒုက္ခရောက်နေမယ်ဘာလို့လဲကြည်လားသူတို့ကဒီမှာအကောင်လုံးလူငယ်တွေကဒီလိုမျိုးစဉ်းစားတယ်ဆိုလို့ရှိရင်အကောင်လုံးကကြားဖြန့်မယ်ဘာလို့လဲဆိုတော့ဒီကြားဖြန့်ကိစ္စဒီလိုမျိုးဖြစ်ပြီးတော့မှအားလုံးအလုံးအလုံးရင်းစင်းလာတဲ့အတွက်အကောင်လုံးကလမ်းမှာဒုက္ခပို့ပြီးတော့ရောက်ပါလိမ့်မယ်เนาะအဲ့တော့ဒီထဲမှာရှိနေတဲ့လူတွေကဘာမှကြောက်လန့်မရှိဘဲနဲ့ကိုယ့်ဘာသာကိုယ်နေထိုင်ခွင့်နဲ့အေးစစ်နေပြီးတော့ဟဲ့အိမ်တွင်ပြက်ကလေးနေပြီးတော့အခြေအနေတွေကိုအကောင်လုံးစောင့်ကြည့်ပေးပါလို့ပဲအမကအဲ့ဒါလေးပဲပြောချင်ပါတယ်เนาะ ဟိုဟို CIA လောက်တာတော့မဟုတ်ဘူးပေါ့နော်ဒါကတော့အမတီတလောက်အမလူကြီးတွေကိုမေးပြီးတော့အခုလက်ရှိအမဆောင်မှာရှိနေတဲ့ဒီရှမ်းတရုတ်တွေတော့အားလုံးအေးဆေးဆေးပဲဟိုတက်စီမောင်းတဲ့လူရော อืมเอ็มเนาะတလာပါပဲတယောက်တည်းအများကြီးရှိတယ်ရှမ်းတုတ်တည်းအများကြီးရှိတယ်အမအဲ့စင်းတိုင်ပေးထားတယ်ဟောအရင်တော့ဟောနေတဲ့လူတွေကတော့နေထိုင်ခွင့်ရှိရယ်အခုနောက်ထပ်သူတို့တငယ်ချင်းတွေတငယ်ချင်းတွေလာနေတဲ့လူတွေကိုအမအဲ့နောက်ထပ်အဆောင်ထဲမှာပေးနေတယ်ပြီးရင်အဲ့စင်းတိုင်ပေးထားတယ်အားလုံးကလုံလုံချုံချုံပါပဲเนาะဘာမှမဖြစ်ပါဘူးအဲ့တော့အရန်ကြောက်လန့်ပြီးတော့မပြေးကြပါနဲ့လို့ပြောချင်ပါတယ်အော်နောက်ဆုံးအနေနဲ့ပေါ့နော်ပုံမြင်လေးတစ်ခုတော့ပြောချင်တယ်ပုံမြင်အတူတုံးလေးပဲတော့အမားတို့ငငယ်တုန်းကမြမစာအာမတင်ခဲ့ရတာပေါ့နော်ဟိုဗါလဲ စဉ်းစားဆင်ခြင်ဉာဏ်မဲ့တဲ့ဂျုံတငယ်ပေါ့သူကအုံချစ်ပင်အောက်မှာအုံအုံချစ်ပင်အောက်မှာပေါ့နော်အစာစားနေတယ်အဲ့ချိန်မှာအုံချစ်ဒီတလုံးကသူကမြေပေါ်ဒီဟိုဗလဲအမိုက်တွေပေါ်ဘူးပေါ့နော်အမိုက်အမိုက်တိရွတ်အချောက်လေးတွေပေါ်ဘူးသူကကြွေကြတဲ့အခါကျတော့ဟိုအုံနဲ့ဆိုကြလိုက်လေအဲ့ချိန်မှာဘလို့ဖြစ်သွားလဲဆိုတော့ဂျုံလေးရဲ့နားမှာသူကမြေပြိုတယ်ဆိုပြီးတော့လေသူကမြေပြိုတယ်ဆိုပြီးတော့ကြောက်လန့်ပြီးတော့သူကပြေးရောပြေးလဲပြေးရောအဲ့ချိန်မှာအဲ့ချိန်မှာသူက သူသူနဲ့တွေ့ရပေါ့နော်တို့ကြောင့်ပြောရအောင်သူနဲ့တွေ့ရတိရစ္ဆာန်တိရစ္ဆာန်မောင်းများစွာများစွာကဟောဘာဖြစ်တာလဲဆိုတော့ဒါမြေပြူတာမြေပြူတာဆိုပြီးတော့တောက်လျှောက်သူပြေးတဲ့အတိုင်းကိုလိုက်ပြေးလိုက်တာအမအော်တော်တောင်းရင်ဖြစ်သွားနောက်ဆုံးဟောပညာရှိတဲ့ချင်းသိနဲ့တွေ့တော့မှအဲဘာဖြစ်တာလဲပေါ့တေချာမေးမြန်းဆိုတော့ဒီလိုဒီကြောင်းမဲ့ပေါ့ယုံကနေဒါဘသူကနေစတာလဲတစင်းတစင်းမြေးလိုက်တာနောက်ဆုံးယုံမှာသိမ်းသွားတယ်အဲ့တော့ယုံကိုတကယ်ဖြစ်တဲ့နေရာလိုက်ပြလဲဆိုလဲဆိုတော့ဘာလဲဆိုတော့အဲ့ညမှာအုံးဒီအော်အုံးချစ်ဒီတွေ့ရပေါ့နော်အခုလဲအဲ့လိုပါပဲဒါမဲ့မဖြစ်ဘူးလားဆိုတော့ဖြစ်တော့ဖြစ်တယ်ဝင်စစ်တယ်အားလုံးခဏရှောင်ခိုင်းတယ်အော် ခဏရှောင်ခိုင်းတော့ပြန်တဲ့လူတွေကလည်းပြန်တယ်အဲ့တော့အလုပ်လေးကတော့ခဏနားတယ်စိုးရင်စရာအချိန်ကြီးကတော့အဓိကပြောချင်တဲ့ main ကစိုးရင်စရာအချိန်ကြီးဘာမှမရှိပါဘူးဆိုတာကိုပဲပြောချင်ပါတယ်နော်ဘသူ့ဟိုမှာလည်းမဖမ်းပါဘူးဖမ်းတယ်ဆိုတာလည်းတရုတ်အစ်စ်တီကိုပဲဖမ်းတာပါနော်ရှမ်းတရုတ်တွေနေထိုင်ခွင့်ရှိရဲ့အစင်းရှိတယ်ဆိုလို့ရှိရင်မဖမ်းပါဘူးရှင်အဲ့ဒါလေးပြောပြချင်လို့ပါနော်တယောက်ချင်းဖြေဖို့ကြတော့လေအရန်များတော့ဟို မေးတဲ့လူကြီးတိကျနေကြတာပေါ့နော်မေးတဲ့လူကြီးများတော့ဖြေဖို့အဆင်မပြေလို့ဒီကနေပဲပြောလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်အားလုံးအနေကင်းပေးရှင်ပြီးတော့စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ဖြစ်ကြပါလို့နှိပ်စက်ပါတယ်ရှင်ခေါင်းဆောင်ပြီးတယ်ကာကွယ်ပေးထားသူကိုကြာလှွတ်သားပေးတာအော်ကိုမောင်ညီအေးပေါ့ဒါဥပဒေနဲ့သွားရမှာပါခေါင်းဆောင်ကိုအကာအကွယ်ပေးထားတယ်လို့ပြောလို့ဆိုတာက ခေါ်မလဲဥပဒေပိုင်ဆိုင်ရာရှိသေးတယ်လေဒီခေါင်းဆောင်ကိုစစ်ဆေးပါလိမ့်မယ်စစ်ဆေးပြီးသွားတဲ့ခါကျချင်းသူနဲ့ပတ်သက်ပြီးအမှုတွဲတွေကတော့ပါမယ်အဲ့တော့အမှုတွဲတွေပါတဲ့ခါကျလို့ရှိရင်ဘယ်သူတွေညှိမလဲဆိုတာစောင့်ကြည့်ပါလိမ့်နော်အဲ့တော့ရရလည်းစစ်ပြီးတော့ဒီကခေါင်းဆောင်ရင်းဆုံးမိပါတော့မိပါပြီလေနော်ပြီးသွားအခေါင်းဆောင် စစ်မယ်လေဒီခေါင်းဆောင်ကဘသူ့ကိုပေးလိုက်တယ်ဘသူစီကနေဘလို့အကာအကွယ်တွေရနေလဲဘသူတွေတည်သွားတယ် စသဖြင့်ပေါ်ပြီးစေဆိုလို့ရှိရင်ကျွန်တော်တို့မိခိုးကြွက်လျှောက်ကလိုက်มาဖြစ်တယ်เนาะအဲ့တော့စာလုံးကြီးစပဲရှိပါသေးတယ်အခုမှမိတာဆိုတော့ဒီအင်္ဂလမလောပါနဲ့ပတ်သက်သူတွေတော်တော်များပါဘာကလို့အဲ့ရင်နဲ့ဆော့ချစ်သူကိုဖမ်းပေးနိုင်လားအဲ့စကားလေးတခုကတော့တော်တော်ကြီးမှန်တဲ့စကားပေါ့နော်လုံးဝဖမ်းပေးမှာပါ တရုတ်ကလိုအပ်ပြီးဟေးဆိုလို့ရှိရင်ဖမ်းပေးလိုက်မယ်။ဘာကြောင့်လဲဖမ်းပေးရချင်းဆိုတဲ့နေရာမှာဥပဒေသွားမအောင်။စောချစ်သူသားတကယ်တမ်းအမှုတွေကျူးလွန်လာတယ်ဆိုလို့ရှိရင်သူ့ကိုဖမ်းပါလိုက်မယ်။ဒါကြောင့်သုံးတယ်ရဒါဘာကြောင့်ဆိုတော့ရှေ့မှာတာရကတွေရှိခဲ့တယ်လေ။ရှမ်းမြောက်မအောင်ကလည်းဖမ်းပေးခဲ့တယ်ဖမ်းပေးပြီးတော့ပြန်ပို့တဲ့အတိုင်းသားတွေရှိသလိုအခုအဲအခုကြားပြန်ကောင်းဆောင်မမိတယ်ဖြစ်ရတဲ့အားလုံးကိုစစ်ဆေးတယ်မိတယ်ဒီချက်လက်ထောက်ထားတွေစုံနေဆိုလို့ရှိရင်တော့ ုံချစ်သူတဲ့ပါဝင်ပတ်သက်မှုဟာကျွန်တော်လိုမျိုးကမြေငားရန်တာထက်ပိုကျော်လွန်သောပါဝင်ပတ်သက်မှုရှိပြီဟေ့ဆိုလို့ရှိရင်တော့ဘုံချစ်သူကိုလည်းဖန်ဆီးပေးနိုင်တယ်ဘုံချစ်သူအဲတနည်းအားဖြင့် KNY ရောလည်းလက်မခံနော်ကျွန်တော်တို့ဒီလက်နက်ကင်တော်လန်ကြီးရောလည်းလက်မခံစစ်တပ်ကလည်းလက်မခံဆိုလို့ရှိရင်သူ့ကိုယ်သူကောက်ွယ်ရတော့မယ်သူကသူကောက်ွယ်ဖို့ဆိုလို့ရှိရင်သူ့ BGF ဖွဲ့တွေကအသက်များစွာပေးရလိမ့်မယ်။အဲ့တော့သူ့ BGF ဖွဲ့အောင်မှသူ့ကိုမကောက်ွယ်ပေးဘူးဆိုလို့ရှိရင်တော့ ကိုချစ်သူအရာရာအားလုံးတတော်ဝင်ယူသွားရနိုင်တယ်။အဲ့တော့သူအမှုထင်ရှားလားမထင်ရှားလားဆိုတဲ့အချက်လက်ထောက်ထားမှမမူတည်ပြီးတော့တရုတ်ကဦးမင်းအွန်လိုင်းရဲ့ပူးပေါင်းဆောင်ရွက်မှုကိုရမှာဖြစ်တယ်လို့ကျွန်တော်သုံးသပ်တယ်ပေါ့ဖြစ်နိုင်ပါတယ်နော်။အော်ဟင်းတော့ရွေးကြည့်ကောင်းမှာပွဲပါ။အဲသူကလည်းသူမိပြီဆိုလို့ရှိရင်ဆက်လက်ဖို့မှာဖြစ်တယ်။နော်ဆက်လက်ဖို့သွားလို့ရှိရင်ဘယ်ထိရောက်သွားနိုင်လဲဆိုလို့ရှိရင်တိုင်းမှုတွေအစင်တီကိုရောက်လာနိုင်တယ်နော်။ ကြောင့်ဆိုတော့ကြားဖြန့်လုပ်ငန်းရတဲ့ဝင်ငွေတွေကနည်းတာမဟုတ်တာအဲ့တော့ဒီလိုမျိုးရက်တီဖို့ဆိုတာကလည်းဟိုဘယ်လိုခေါ်မလဲဆိုတော့အာနာပိုင်ဖွဲ့စည်းရဲ့ပူးပေါင်းဆောင်ရွက်မှုမရှိဘဲနဲ့လေဒီလောက်ထိအင်အားကြီးသောကြားဖြန့်ဂိုင်းတစ်ခုကိုတည်ထောင်နိုင်မှာမဟုတ်ဘူး